ရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူကြီးကိုတန်းစော်ဦးပါအခုမေခွန်းရှင်ကကိုတန်းစော်ဦးဟုတ်ကဲ့28နှစ်ပါအဲခလီလီပဲဟုတ်ကဲ့ဆရာကြီးမကွေးရပါတဲ့ကောင်းပြီနိုင်ငံခြားကပြန်လာပြီတဲ့အခုဒီမှာအလုံးမရှိဘူးတဲ့ဘယ်ကပြန်လာတာလဲနိုင်ငံခြားမသိဘူးပြောမရေးထောင်ဆရာကြီးဆရာကြီးခင်ဗျားတဲ့အော်ဒူဘိုင်းထင်တယ်သူ ဟုတ်ဆရာကြီးခင်ဗျားတဲ့ရင်ဘတ်တင်းပြီးတဲ့ညဘက်ဆိုဘိုက်ထဲမှာတဲ့အစာခြေတို့အတန်တွေကြားနေရပါတယ်တဲ့ဘိုက်တင်းပြီးတော့ရင်ဘတ်တင်းတာရှင်ဘတ်တင်းပြီးတော့ညဘက်ကြာရင်တဲ့ဘိုက်ထဲမှာတဲ့အစာခြေတို့တဲ့အဲအဲအတန်တွေကြားနေရပါတယ်တဲ့ဟုတ်ပြီရင်ဘတ်ကလည်းညဘက်ချမ်းကပိုတင်းပါတယ်တဲ့ အဲ့ဒါတော့အသေးနဲ့ပတ်သက်နေမယ်နော်ဟုတ်ကဲ့ဆရာကြီးနော်အသေးနဲ့ပတ်သက်လေးမညာပဲချမ်းသာဆိုရင်လည်းအစာလည်းမကြည့်ဘူးဆိုရင်လေဟုတ်ကဲ့ဆရာကြီးအသေးနဲ့ပတ်သက်တယ်ဆိုတော့၁၀ထပ်ပြောချင်ပါတယ်အကြော်အားလုံးရှောင်လိုက်ပါလို့ဟုတ်ကဲ့ဆရာကြီးမင်းစိုးစိုးအီဂျာဂွေးစမူစာဘရားကျော်မစားပါနဲ့ဟုတ်ကဲ့ဆရာကြီးမိုဟင်းကားတို့အတုတ်တလို့စားပါတော်ပြီပေါ့ဟုတ်ကဲ့ဆရာကြီးခုမြန်မာပြည်မှာပေါ်တယ်လေဟုတ်ကဲ့ဆရာကြီးနော်အိမ်မှာကြက်ကျော်ငါးကျော်ဆိုလည်းပဲဖြစ်နိုင်ရင်ပြန်ချက်စားပါဟုတ်ကဲ့ဆရာကြီးအကျော်တိုင်းမော်ပါပါနဲ့ နောက်ကလေးတရဥလေးတို့အငယ်စားပြီးတော့လာပြီးတော့လေဘွားတုတ်လေးတွေ့လိမ့်မယ်နော်ဟုတ်ကဲ့ဆရာကြီးနောက်မဟုတ်ကျော်တို့အာလူအကျော်မျိုးစုံပဲအဲ့ဒီပြီးလေမစားပါနဲ့ပြောချင်တာကတော့အကျော်ရှောင်းပါဟုတ်ကဲ့ဆရာကြီးဖြစ်နိုင်ရင်အရင်ဒေဥတော်ရေးစေးပြီးတင်ထားနိုင်ရင် ကောင်းပါတယ်လို့အဲ့လိုထိဆရာအကြံပေးချင်ပါတယ်ဟုတ်ကဲ့ပါဆရာဘာကြောင့်ဆရာအဲ့လောက်ဆွေးရင်ကြီးပြောရတယ်လို့မေးရင်ယောဂနှစ်ခုဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ဆရာကြီး ตาတို့အရွယ်မျိုးသားတွေမှာတိလီဖြတ်တတ်ပါတယ်ဟုတ်ကဲ့ဆရာလီမဖြတ်ရင်လီပြက်တာပန်းတိပန်းညိုးဆိုတာဖြစ်တတ်ပါတယ်ဟုတ်ကဲ့ဆရာเนาะအဲ့နှစ်ခုလုံးဟာအမျိုးသားတွေအတွက်အသက်ရှင်နေတဲ့ဘဝတည်သွားတဲ့အဖြစ်ရောက်တတ်ပါတယ်ဟုတ်ကဲ့ဆရာကြောင့်မလို့အဲ့ဒါကိုရှောင်ပြအောင်ရှောင်ပါအဲ့ဒါလဲရှင်ဘွာလဲရှင်နေပါစီလို့သူဆက်ရေးထားတာဆရာကြီးဂုတ်လက်ပြင်နောက်ကျောခါးတွေလဲတင်းပြီးနာပါတယ်တဲ့ဂုတ် ကုတ်ရဲလက်ပြင်းရဲနောက်ကြောရဲခါရဲဟုတ်ပါတယ်တင်းပြီးနာနဲ့အကြောတွေတက်နေမှာပေါ့နော်ဆရာကြီးလက်ဖွားတွေလည်းပူပါတယ်တကောလုံးလည်းပူဆက်ဆက်ဖြစ်နေပါတယ်တဲ့ဝင်းသွားလဲနဲပါတယ်တဲ့ဟုတ်ပြီသမင်းမစားမစားပဲတဲ့စားနေရတယ်လို့ဖြစ်နေပါတယ်တဲ့အဲ့ဒါအဲ့တော့ထုံးစံပဲဒေတာတစ်ခုနဲ့တစ်ခုအပြောင်းကြတော့ဟုတ်ကဲ့ဆရာကြီးရှားတိဥလူလည်းပြောင်းဟိုမှာစားသုံးတဲ့အစာအာဟာရနဲ့ ိုဒီမှာစားသွင်းတဲ့အစာတွေမတူနိုင်ဘူးလေဟုတ်ကဲ့ဆရာကြီးမတူနိုင်တော့ဆရာကြီးတော့ပြောချင်ပါတယ်မနေ့စားဝအောင်စားဟုတ်ကဲ့ဆရာကြီးညနေစားကြအဖက်မစားနဲ့တော့ဟုတ်ကဲ့ဆရာကြီးအပြုတ်ပဲတော့စံပြုတ်လေးတောက်မယ်မြူဆန်တောက်မယ်ကြာစံပြုတ်လေးတောက်မယ်ကျိုးပြုတ်လေးတောက်မယ်အဲ့လိုအပြုတ်ကြောက်ပဲညနေကိုတောက်ပါနေ့တော့အစာစားပါအဲ့လိုစားလိုက်ရင်ကိုတာယောဂါဘာမှစီးတောက်ဆရာမလို့ပဲတက်တာတော့မှာပါ ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်ပါရရှင်ကြပါစီဗျာ